အခုကျွန်တော်ဖူခက်ကငါးပြားလိုက်ကိုရောက်နေတယ်ရောက်နေတော့ကျွန်တော်တို့ဒီကနေပြီးတော့မှအတွင်းထဲမှာကြည့်ပြီးတော့မှကျွန်တော်တို့ထွက်ခဲ့ရပြီထွက်ထွက်ချင်းမှာဘာတွေ့လဲဆိုဒီမှာကျွန်တော်တို့ကြည့်အောင်အယုတ်လေးတွေရောင်းတာအဲ့တော့ဒီနေရာကိုကျွန်တော်မဖြစ်မနေဖြတ်ကိုဖြတ်ရတာတခြားနေရာကသွားလို့မရဘူးနောက်ဒီမှာကျွန်တော်အများကြီးပဲကြည့်အောင်ဒါမျိုးကိုကျွန်တော်ဟိုမှာလဲတွေ့ဘူးတယ်ကျွန်တော်ဘန်ကောက်ကမဟာနခွန်လေအဲ့ဒီတာဝါကြီးမှာလဲကျွန်တော်တွေ့ဘူးတယ်အဲ့တော့သူကအထွက်ထွက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီဆိုင်တန်းနေမဖြစ်မနေဖြတ်အောင်လုပ်ထားတာ ဘာကြောင့်မို့လို့လို့ထင်ပါလဲအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေ yes ဟုတ်ပါတယ်ဒါကကျွန်တော်တို့က number of leads လို့ခေါ်တဲ့စုံစမ်းမေးမြန်းမှုတွေရအောင်ကျွန်တော်တို့လုပ်ထားတာမြောက်ဒီနေရာမဖြစ်မနေထွက်ကိုထွက်ရတာအဲ့တော့ number of leads စုံစမ်းမေးမြန်းမှုတွေရပြီဆိုလို့ရှိရင်တော့နောက်တစ်ချက်တော့ကျွန်တော် conversion ပေါ့ရောင်းရအောင်လုပ်အောင်ပါ စဉ်းစားဖို့လိုတာကြီးကျွန်တော်တို့ရဲ့လုပ်ငန်းကိုစုံစမ်းပေးမှမှုတွေဘလို့များအောင်လုပ်မလဲဒါကျွန်တော်တို့သိကိုအရေးကြီးတယ်လူတော်များများဟာလုပ်ငန်းတစ်ခုလုပ်လိုက်ပြီဆိုလို့ရှိရင်เนาะလူတွေလာပြီးတော့မှဝယ်ကြမှာပဲသူ့လိုလိုရောက်လာမှာပဲလို့ကျွန်တော်စဉ်းစားကြတာတကယ်တမ်းကျတော့မှားပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင် number of leads လို့ခေါ်တဲ့စုံစမ်းမှုတွေများတဲ့များအောင်ကျွန်တော်ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ကစူးစမ်းရမှာ အော်ဒီခေတ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဆိုရှယ်မီဒီယာနော်ဆိုရှယ်မီဒီယာပေါ်ကနေပြီးတော့မှကျွန်တော်တို့လုပ်လို့ရတယ်တခြားသောနီလန်ပေါင်းများစွာလည်းကျွန်တော်တို့ရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်လုပ်ငန်းရှင်တွေအနေနဲ့ number of leads လို့ခေါ်တဲ့စုံစမ်းမေးမြန်းမှုတွေများတဲ့များ調査ဖို့လိုပါတယ်အဲ့တော့စုံစမ်းမေးမြန်းမှုတွေများတဲ့များပြီဆိုမှကျွန်တော်တို့ကနောက်ထပ်ဆင့်က conversion เนาะပြီးသက်ရောင်းချတာအပြီးသက်ရောင်းချပြီဆိုလို့ရှိရင်လည်းအများကြီးရောင်းနိုင်အောင်ကျွန်တော်တို့လုပ်တာထက်ခါထက်ခါပြန်လာဝင်အောင်လုပ်တာဒါတွေကကျွန်တော်တို့နောက်ပိုင်းကဏ္ဍတွေဖြစ်ပါတယ်အရေးကြီးဆုံးကတော့စုံစမ်းမေးမြန်းမှု တွေ number of leads မဖြစ်မနေမြောင်းအောင်လုပ်ပါကျေးဇူးများတင်ပါတယ်